Hello အားလုံးပဲမင်္ဂလာ။အင်းကျမကတော့ G12 A02 မှာပညာတရားနေတဲ့ဆရာပြားဖြစ်ပဲဖြစ်ပါတယ်။အင်းကျမတက်ဆက်သွားမယ့် presentation ကတော့နေရာဒေတာအရင်မနာကိုအစွဲပြုတဲ့ delete သုံးစကားများဆိုတဲ့ကောင်းစစ်အောက်ကနေ key နဲ့ဆိုင်သော delete သုံးစကားများကိုဖော်ပြပြီးသူစကားလုံးများအားပြီးတော့အသုံးပြုတာအကြောင်းကိုတရကဖော်ပြပါဆိုတဲ့မိကုံးမဲ့ဖြစ်ပါတယ်။ memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် comment like and share ပြုနေတယ်။ဝင်ရောက်ကြည့်ရစီရှင်။ဒါဆိုရင်ပထမဦးဆုံးခင်းနဲ့ဆိုင်နဲ့ဒလိတုံးစကားများကြည့်အောင်။အဲခင်းနဲ့ဆိုင်နဲ့ဒလိတုံးစကားတွေကတော့ခီးကြ၊ခီးကုံ၊ခီးရောက်၊ခီးနော်၊ကန့်ကုံလန်ကုံ၊စကန်တူနီစကန်ပပ်ပီ၊ရှယ်လန်၊လိုင်းချင်၊လန်းစာ၊လန်းစာပြတ်၊လန်းစာဖြတ်၊လန်းပိတ်၊လန်းပွတ်၊လန်းလဲလိုက်တဲ့လိုပဲဖြစ်ပါလေ။အဲပထမဦးဆုံးဒလိတုံးစကားကတော့ခီးကြ တရကအနေနဲ့တော့မင်းစောပြောနေတာလုံရင်ကိုမရောက်နိုင်ဘူးခီးကြလိုက်တာပါဖိုင်ဆောင်မီယာကဘယ်ကိုမှမရောက်နိုင်ဘူးဒီမနေ့အတော့ခီးကြနေပြီပြောချင်တာကတော့အချင်းကုန်လဲဖိနေလဲဆိုရသဘောရပါလိမ့်ရှင်အဲနောက်တစ်လေးတုံးစကားတစ်ခုကတော့ခီးကုန်ပြက်ကြီးကခီးကုန်မျိုးတွေဘာပဲလုပ်လို့ခီးကုန်လို့အဲဒီဟာကတော့နောက်ဆုံးအထိအစွမ်းကုန်ဆိုတဲ့သဘောကိုရပါလိမ့် ခီယောခီယောရဲ့တာကတော့တတ်ရှင်တော်စိတ်စင်နာနဲ့လူများအားမီနီပေးလမ်းပြလို့တစ်ဖြင့်ဖတ်တော်ပင်ခီယောတီကိုတွေ့ရပြီဒီစားတစ်ခုကိုဆော့ဆော့ကျွတင်ပြုလုပ်ပါကဆော့ဆော့ခီယောရဲ့ပစ္စည်းမျိုးဖြစ်ပါလိအအကျိုးပြီးဒီလူရာကိစ္စဆောင်ရွက်အောင်မြင်လေးဆိုအတိတ်ပြရပါလိရှင်နောက်တစ်ခုအနေနဲ့ခီလို့တာကတော့ဝေဝေနဲ့ခီလို့ဒီမှာမင်းနိုင်ဘူးလို့ခဲ့တော့ ကျွန်တော်ကျွန်တော်ဒီတငယ်ချင်းများနဲ့မုတ်စာရင်ထွက်ခဲ့ရခင်းလုံရဲ့တခြားမျိုးတစ်မျိုးတော့ရောက်ခဲ့ပြီအဲလုံလုံကျွတ်ကျွတ်ဖြစ်သေးလို့သဘောရပါတယ်ကန်းကုံလန်းကုံအလုံးတစ်ခုကိုကန်းကုံလန်းကုံစူးစမ်းလို့ဆောင်မှတ်တာလေအောင်ရင်ဒီအဲသူကတော့အဆောင်ကုံဆိုတဲ့သဘောကိုရပါတယ်ရှင်နောက်ထပ်တလုံးကတော့စကန်တင်ကြီးစကန်ပေါက်တီဒါရကညီနဲ့အိမ်အလုံးများကိုကမနက်အတွက်အကုန်ပစ္စည်းအောင်မြင်တော့ကြောင်းအတော်ကိုပဲစကန်ပေါက်ပြီးတော့အတော်ကိုပဲစကန်တင်ကြီး ကိစ္စတစ်ခုခုဖြစ်စီအောင်မြင်တယ်ဆိုတဲ့သဘောရပါတယ်။ဖြလန်လိုက်၊ငါကစေတနာနဲ့လူစိုးရစားဖြစ်အောင်ဖြလန်လိုက်ကိုပြောတာ။အမ်မတိတဲ့စာရာကို ChatGPT နဲ့ကဖြလန်လိုက်ခဲ့တယ်။အမ်ပြောချင်တာကတော့အတုံကြီးကိုလိုက်တယ်လို့သဘောရပါတယ်။နောက်တလေးတုံးစကားတစ်ခုကတော့ Lanchin ။ငါတကအမိနဲ့ခုလိုအခန့်နဲ့သဘောကနောက်ကိုဘယ်လိုစခန်းသွားဖို့ Lanchin ပြေးတယ်ဆိုတာကိုသိရတယ်။ မိဘများကအတမီများကိုစတင်ပေးတယ်ဆိုတာဆိုဒီမှာသူကတလန်ခင်ပေးခြင်းဖြစ်တယ်သူကတော့လုပ်ငန်းကိစ္စတစ်ခုဆက်လက်ရေးဖြစ်လာအောင်အခြေခံစာရေးပေးတယ်သူအခြေခံပေးတဲ့သဘောကိုပြောချင်တာပဲဖြစ်ပါတယ်လန်စာအဲဤကဝန်တန်းတို့များဤကစီယာတစီချောင်းလာတာဖြစ်ပြီဆန်နာကဆမ်မရဲခါလာဘောက်ပေါ်နေသူကတော့အဆဆိုတဲ့သဘောရပါတယ်လန်စာပြတ် ခုသူနဲ့ခင်ခင်ချင်းလမ်းစားပြပြီလေသူနဲ့လမ်းစားပြတာကြာနေပြီအအဆိုင်တွေပြတယ်ဆိုတဲ့သဘောရပါတယ်လမ်းစားပြသူတို့ဒီအိမ်တို့အဝင်ထွက်လို့ရေပြလို့တော့ကြောင့်လမ်းစားပြရပါပြီဟုပြောရင်စီစဉ်မိလေအစိတ်ထားမကောင်းတဲ့သူနဲ့လမ်းစားပြချင်အကောင်းဆုံးဖြစ်တယ်အဆိုင်တွေပြတယ်လို့သဘောရပါတယ်နောက်တစ်လေးတော့စကားတစ်ခုကတော့လမ်းပိတ်သတ္တကားငယ်ရော ဒီမှာဒီချိန်မှာချက်တစ်ချက်ပို့တော့ထားမှာအခွင့်လန်းရတတ်နေသည်လိုင်းမြမင်းရတစ်ဖြစ်ပြင်လောကကြီးနဲ့ဆက်တက်နေနေသည်ဆက်လက်ဒီရှိနိုင်တဲ့ခွင့်လန်းရတတ်နေတယ်လို့ပြောရပါတယ်လမ်းပွင့်ဒီဟာကိုရမှကြုတ်ပြောတဲ့အတပနာပေးရင်ချက်ကိုရဖို့လမ်းပွင့်မှာပို့ပြအလူငယ်ရဲ့အနာဂတ်တည်တူလမ်းပွင့် PDF တရားလုံးစာပေးလိုက်ကြ။ဒါတော့ခွန်းလမ်းပွင့်လေးဆိုတော့ပြောရပါတယ်။ ောက်ဆုံးဒလိတုံးစကားတစ်ခုကတော့လန်းလဲလိုက်တရကအနေနဲ့ခေါင်းပေါက်လောက်သူကလန်းလဲလိုက်ပြီးတိုင်းတပြည်လုံးလန်းလဲလိုက်ပါချက်တစ်ဖြစ်ခရီး၈၀တထေးသားတိရင်းစင်ကားဖြစ်ရမသိခဲ့တော့ကြောင့်လန်းလဲလိုက်ခရီးနောက်ဆုံးမှာလက်မုတ်ပြီးတိဆုံသွားခဲ့တယ်လန်းလဲလိုက်ဆိုတဲ့အတိတ်ပဲရတော့အမရင်လောက်ပြီးဆိုတဲ့သဘောရပါတယ်အန်ဒါရီအမကတော့ခင်းနဲ့ဆိုင်တဲ့ဒလိတုံးစကားများရည်လည်းဖြစ်ပါတယ် အဲဆုံးဖြတ်နောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ပြောတဲ့ထဲမှာမားရီပါတာရင်လည်းတိခင်ပြချပါဘူး။အမ်မင်းဆရာရှိတဲ့မိကိုလေးတွေလည်းတိရလောက်ပြောပြပေးပါမယ်။အမ်ဖြေနိုင်တော့တိချင်လည်းကုဖြစ်ပေးပါအောင်ရှင်။ကျေးဇူးပါ။